မလေးရှားနိုင်ငံမှာမြန်မာလူသားတွေအင်နာကွန်နဲ့ထမင်းစားနေရတဲ့အခြေအနေကိုပြောလာတဲ့ Anfrain ကြောင့်မလေးရှားနိုင်ငံမှာတရားမဝင်မြန်မာနိုင်ငံသားတွေဖမ်းဆီးခံရတာကအင်နာကွန်နဲ့ထမင်းစားရတဲ့အခြေအနေထိကိုစိုးနေကြောင်းပြောလာရင်သူကတော့မြန်မာစတာတချင်းဆိုပြန်ဝင်မှာ Season 2မှာဝင်းလာစုကိုရရှိထားတဲ့အဆိုတော် Anfrain ကြောင့်ပါချင်းတိုင်းနာတို့ဖြစ်တဲ့ Anfrain ကျောင်းဟာမြန်မာစတာတချင်းစုပ်ပြောင်းဝဲဝင်ဆင်းရဲနှံပါခဲ့ပါတယ်။ဒီလိုအချိန်လေးမှာညီငယ်ညီမတွေကိုထောက်ပံ့ခြင်းလို့ Anfrain ကျောင်းဟာမလေးရှားနိုင်ငံကိုတရားမဝင်လမ်းကြောင်းကနေအလုပ်ထွက်လုပ်ခဲ့ရတာပါ။ ီလိုအချိန်မှာပဲ Anfrain ကျောင်းဟာမလေးရှားရဲတွေဖမ်းဆီးတာကိုထောင်ချခဲ့တာပါဒီလိုအချိန်မှာ Anfrain ကျောင်းကမလေးရှားထောင်ထဲမှာမြန်မာနိုင်ငံသားတွေခံစားနေရတဲ့ဒုက္ခဆင်းရဲမှုအခြေအနေကိုသူရဲ့အတွေ့အကြုံနဲ့ရှင်ကပြောပြလာခဲ့တာဖြစ်ပါတယ်မလေးရှားနိုင်ငံဆိုတာကဆင်းရဲပြီးတော့အလုတ်ကန်ရှားပါတဲ့မြန်မာနိုင်ငံသားတွေအလုတ်သွားလုပ်ကြတဲ့နိုင်ငံပါဒီလိုမလေးရှားနိုင်ငံကိုအလုတ်သွားလုပ်ဖို့အတွက်မြန်မာနိုင်ငံသားတွေဟာဆင်းရဲဒုက္ခမျိုးစုံနဲ့ကြုံတွေ့ရင်ဆိုင်ခဲ့ရတာပါမလေးရှားနိုင်ငံအလုပ်သွားလုပ်တဲ့နေရာမှာလည်းတရားဝင်လမ်းကြောင်းနဲ့တရားဝင်လမ်းကြောင်းဆိုပြီးနှမျိုးရှိပါတယ် တရားဝင်လမ်းကြောင်းနဲ့သွားတဲ့အခါမှာအင်ရောင်းလက်ရောင်းကသွားကြပါတယ်ဒီဆိုင်မှာပွဲစားတွေလိမ့်လည်းခံရတယ်လည်းရှိတာဖြစ်ပါတယ်တရားဝင်လမ်းကြောင်းနဲ့သွားမယ်ဆိုရင်လည်းပို့ပြီးတော့အန္တရာယ်များပါသေးတယ်ထို့သဖြင့်တော့မြန်မာနိုင်ငံကနေမလေးရှားနိုင်ငံသွားမယ်ဆိုရင်မြန်မာနိုင်ငံကနေထိုင်းနိုင်ငံထိုင်းကနေတဆင်မလေးအဲ့ကနေတဆင်ပြီးတဆင်တောတောင်ရှုံမြောင်ထက်ထက်ကိုကြော်ဖြတ်ပြီးတော့သွားကြရတာပါဒီလိုသွားတဲ့အချိန်မှာလမ်းမှာငှက်ပြားဖြစ်တာထိခိုက်ဒဏ်ရာရတာဖမ်းဆီးခံရတယ်လည်းရှိနေပါတယ်မလေးရှားနိုင်ငံကိုကန်ကောင်းဆုံးရောက်သွားရင်တော့ မလေးရှားရင်းတွေမတည်အောင်တရားမဝင်မြန်မာလို့သမားဖြစ်နေပုံရှုခွေရှုအလုံးလုံးကြရတာပါမတော်လို့မလေးရှားရင်းတွေတည်သွားရင်အဖမ်းခံကထောင်ထဲမှာစီးရဲဒုက္ခရောက်နေကြတာပါမလေးရှားထောင်ထဲရောက်သွားတဲ့မြန်မာလူမျိုးတွေဟာကြိမ်တန်ခံရတဲ့သူတွေရှိလို့ထောင်ထဲမှာလည်းအနေစားဆင်းရဲပြီးတော့ဝိတ်ခံရတယ်လို့ငြင်းရင်းကြတယ်လို့ဖြစ်နေရပါမြန်မာနိုင်ငံသားတွေဟာစီးရဲဒုက္ခရောက်လို့မလေးရှားနိုင်ငံကိုအလုံးလာလို့ပဲသူများနိုင်ငံမှာခုလိုစီးရဲဒုက္ခနဲ့ကြုံရတာဖြစ်ပါတယ်အခုလက်တော့မှာတော့မြန်မာစတာစီစဉ်ဒုပြိုင်ပွဲမှာအနိုင်ရရှိထားတဲ့ ။ Average Zhong ဟာလည်းမလေးရှားနိုင်ငံမှာအလုပ်သွားလို့ရတဲ့အဖမ်းခံလိုက်ရတာပေါ့။ Average Zhong ဟာမလေးရှားကျင်းထောင်ထဲမှာအိမ်သာကွက်နဲ့ထမင်းစားကအိမ်သာရင်ကိုတောက်ရင်လည်း6လလောက်ဖြတ်တန်းခဲ့ရတယ်လို့ဆိုလာတာပေါ့။ဒီလိုအခြေအနေမှာစိတ်သက်သာလုံးလို့လူလောကတွေကလည်းအရှုံးပေးရှင်တဲ့စိတ်တွေလည်းရှိခဲ့တယ်လို့ Average Zhong ကပြောလာတာဖြစ်ပါရင်ဒါပေမဲ့ဖျားသခင်ကိုတိုင်တင်းနဲ့အာတင်ဖြတ်ကျော်ခဲ့ရတယ်လို့အခုချိန်မှာနိုင်ငံကျော်အဆိုတော်ဖြစ်ဖို့လမ်းစာပေါ်လာခဲ့တာဖြစ်ပါတယ်။ Average Zhong ဟာအခုချိန်မှာမြန်မာစားပြိုင်ပွဲမှာဝန်ထမ်းရရှိခဲ့ပေမဲ့ အတိတ်တချိန်မလေးရှားမှာထောင်ကြကအင်နာကွန်းနဲ့ထမင်းစောင်းရိုင်းဘွားကိုဘယ်တော့မှမမေ့ဘူးလို့ပြောလာတာပါဒါကြောင့်လည်းခုချိန်မှာ Anfrain Zone ဟာ Pride Download တွေပဲလုပ်နေလို့ပြောလာတာပါ Anfrain Zone ဟာမလေးရှားထောင်ထဲမှာအင်နာကွန်းနဲ့ထမင်းစောင်းရိုင်းအကြောင်းကိုပြောလာတဲ့ပုံမှာတချို့ပြည်သက်တွေအကြောင်းအငင်းပွားဝင်ရှိနေပါတယ်တချို့ကလည်းမလေးရှားထောင်တွေကိုအဲ့လိုစိုးရတာမျိုးမရှိဘူးလို့ဆိုပါရင်တချို့ကလည်းမလေးရှားထောင်တွေမှာအဲ့ထက်စိုးရတယ်ရှိရင်လို့လဲဆိုကြပါသေးတယ်။ယခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမလေးရှားနိုင်ငံမှာအလောလောဆယ်ဖွေးတဲ့တွင်ရှိပါသလား။ မိမိတို့မလေးရှားနိုင်ငံကအထွေကြုံလေးတွေကိုလည်းဝင်းမြသွားခဲ့ကြပါအောင်ရှင်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြတဲ့အတွက်ကျေးဇူးထူပေးတင်ရှိပါတယ်နောက်ရက်တွေမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့အကောင်းတဲ့ဆယ်လီသတင်းကြောင်းရလေးနဲ့ပြန်လာခဲ့ပါဦးမယ်နော်